နောက်ချိုမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီအထိနာနေတယ်လို့သတင်းရင်းမြစ်တွေကပြောပါရယ်စစ်ကောင်စီကတော့လေချောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပါတယ်ထက်အောင်သတင်းပေးပို့ထားပါရယ်ရှင် စစ်ကောင်စီကနောင်ချိုပြန်ဖို့ကြိုးစားနေတာကြောင့်တပ်ဖွဲ့ကဆက်ပြီးပြင်ထန်နေပါတယ်။စစ်ကောင်စီစစ်ကြောင်းတွေရဲ့ထိုးစစ်ဟာနောင်ချိုမြို့နယ်ဆယ်မိုင်ဝန်းကျင်အကွာလောက်ကိုရောက်လာခဲ့တာဖြစ်ပြီးလက်ရှိမှာတော့ဒေါ်လိုင်းအင်အားစုတွေဘက်ကတံပြန်ထိုးစစ်ဆင်နေတဲ့အခြေအနေလို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။ ကန်ကြီးဘက်မှာဖြစ်တဲ့တိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကအထိနာနေတယ်လို့မြေပြင်သတင်းရင်းမြစ်တို့ကပြောပါတယ်။သတင်းရင်းမြစ်ပြောတာကို DB ကနောက်ခံတန်ထက်ဖတ်ထားပါတယ်။ထိုးစစ်လို့ပြောရင်လည်းပြောလို့ရပါတယ်။ဒီမှာကတက်လိုက်ဆုတ်လိုက်အနေထားဆိုတော့အခုကကျွန်တော်တို့ဘက်ကပြန်ထိုးတဲ့သဘောပါ။မနေ့ကတိုက်ပွဲမှာတော့စစ်ကောင်စီဘက်ကအတော်အထိနာတယ်။စကန်းဆိုးရတဲ့ကိစ္စကတော့ဘယ်ဟာကိုပြောရလဲကျွန်တော်တို့မသိဘူး။မကြမ်းမိဘူးဇွန်လ24ရက်နေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာတော့စစ်ကောင်စီဘက်ကအထိခိုက်များတယ်လို့စီရန်ဘူကြီးစင်ရောကလည်းပြောပါတယ် ဒါကြောင့်စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေကိုစက်တိုင်လှုပ်ဆောင်နေတာလို့လည်းဆိုပါတယ်ကန်ကြီးရဲ့နောင်တော်ရဲ့ဘက်မှာစစ်ကောင်စီဒီနေ့တော်တော်လေးအထိနာတယ်အဲရေတွက်တော့ခမန်းနေရာတော့မရှိသေးတယ်တီအန်အန်တွေလည်းနောက်တော့ထပ်ပြီးတော့တရားပြေဖွဲ့တွေထပ်ပြီးတော့ပြေလာပြီပြာပြီးတိုက်စစ်ဆင်မဲ့အနေထားမျိုးရောက်လာပြီဆိုတော့ကျွန်တော်တို့ကတော့ပြတ်စားပါတယ်ဘာလို့လဲဆိုတော့နောင်ချိုမှာတော်တော်အထိနာလို့ဒီနေ့ကြောင်မဲ့ဟို ဲဆိုတာကျွန်တော်တို့မေးနေတော့မှသိတယ်။ဒါပြင်စစ်ကောင်စီဘက်ကနောင်ချိုပြန်အဖို့ဆက်လက်調査နေပြီးစစ်ကြောင်းတဲ့တကြောင်းနဲ့အင်ဝိုင်းဘက်ကနေလည်းထိုးစစ်ဆင်မှုပြင်ဆင်နေတယ်လို့စီရန်ဘူကြီးကိုစင်ရောကပြောပါတယ်။အဲ့စစ်ကြောင်းမှာအင်အားဘလောက်ပါလဲဆိုတာကိုတော့စုံစမ်းနေသေးပဲလို့ဆိုပါရစေ။နောင်ချုံမြို့နယ်အတွင်းကတိုက်ပွဲတွေကြောင့်ဒေသခံထောင်နဲ့ချီပြီးလဲစပေးတိန်ရှောင်နေကြပါဗျ။နောင်ချုံမြို့ကိုပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လမှာ TNL ဘက်ကတင်ပိုက်ထားတာပါ။တရုတ်ကြားဝင်တဲ့ဂုံမင်းဆွေးနွေးပွဲမှာတော့စစ်ကောင်စီဘက်က သူတို့ဆုံးရှုံးထားတဲ့နေမျိုးတွေကိုပြန်တောင်းခဲ့ပေမဲ့ TNL လိပ်ဘက်ကတော့လက်မခံခဲ့ပါဘူး။အဲဒီနောက်နောင်ချိုကိုစစ်ကောင်စီကစတင်ထိုးစစ်ဆင်နေတာဖြစ်ပြီးလက်ရှိအချိန်ထိလည်းတိုက်ပွဲကဆက်လက်ပြင်းထန်နေတာဖြစ်ပါတယ်။ကျွန်တော်ထပ်အောင်ပါနောက်ချိုမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီအထိနာနေတယ်လို့သတင်းရင်းမြစ်တွေကပြောပါရယ်စစ်ကောင်စီကတော့လေချောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေပါတယ်ထက်အောင်သတင်းပေးပို့ထားပါရှင်